准备好了。အလုံးမဲမင်္ဂလာပါခင်ဗျာဒီလီဒိုစကမီတာမှာကြိုဆိုပါရစေကျွန်တော်မြန်နိုင်ပါဒီနေ့သင်ခန်းစာလေးမှာကျွန်တော်တင်ပြပေးချင်တာလေးကလုပ်ငန်းခွင်အတွက်ကွန်ပျူတာအခြေခံသုံးမျိုးနည်းလေးကိုသင်ကြားပေးချင်တာဖြစ်ပါတယ်ဒီသင်ခန်းစာလေးကကျွန်တော်ရဲ့ Computer Basics Online Video Class တွေနဲ့ Computer Basics 101 Song Class တွေတို့မှာသင်ကြားရတဲ့သင်ခန်းစာလေးတွေကတခုလည်းပဲဖြစ်ပါတယ် ပထမဆုံးအနေနဲ့ကျွန်တော်ကွန်ပျူတာလေးကိုစပြီးတော့ဖွင့်လိုက်တဲ့အခါမှာယူကိုလိုလေးစပြီးတော့မြင်ရပါလိမ့်မယ်။ဒီနေရာလေးကိုကျွန်တော်ကကွန်ပျူတာရဲ့ desktop လို့ခေါ်ပါတယ်။အဲ့ဒါတော့မှာမြင်နေရတဲ့ကျွန်တော်ဒီအားလေးတွေအားလုံးကိုတော့ကျွန်တော်က icon လေးလို့ခေါ်ပါတယ်။ဒီ icon လေးတွေမှာတော့ဒါမျိုးစုံရှိပါတယ်။ software လေးတွေရှိမယ်။ကျွန်တော် Excel file တွေ Microsoft Word file တွေပြီးတော့ဒီလိုမျိုးမြင်ရတဲ့ folder တွေအစားရှိတဲ့အများကြီးရှိပါတယ်။ အဲ့ခါမှကျွန်တော်ဒီမှာမြင်နေရတဲ့အန်ကွန်လေးတွေကိုကျွန်တော်တို့ဖွင့်ပြီးတော့မှကြည့်ကျင်တဲ့အခါမှဆိုရင်တော့သူကကျွန်တော်ကလစ်တစ်ချက်တည်းနဲ့ဖွင့်လို့မရပါဘူးကျွန်တော်ဖွင့်ချင်တဲ့အရာကိုတစ်ပတ်ကလစ်နေပြီးတော့မှဖွင့်ရမှာပါဥပမာကျွန်တော်ဒီမြလို့ခေါ်တဲ့ဒီဖိုတာလေးကိုကျွန်တော်ဖွင့်ချင်တယ်ဆိုရင်ဒီကောင်လေးကိုကျွန်တော်ကတစ်ပတ်ကလစ်နေလိုက်ပြီးတော့မှဖွင့်လိုက်ရမှာပါအဲ့ခါမှဒီမှာမြဆိုတဲ့ကျွန်တော်ရဲ့ဒီဖိုတာလေးပွင့်လာမှဖြစ်ပါတယ်ဘယ်ရောက်မှဆိုကျွန်တော်ကအဲ့လိုမျိုး software ပဲဖြစ်ဖြစ် excel file တွေပဲဖြစ်ဖြစ်စိုက်တဲ့ program ကိုကျွန်တော်ဖွင့်တဲ့အခါမှဆိုရင်တော့တစ်ပတ်ကလစ်နေပြီးတော့မှဖွင့်လိုက်မှပွင့်လာမှဖြစ်ပါတယ်အဲ့ဒါရောက်သွားပြီဆိုရင်တော့ကျွန်တော်ဒီလိုလေးပေါ်လာပြီး ေါ်လာတဲ့ခါမှာဒီဘက်ပေါ်လေးမှာဒီညာလေးသုံးခုရှိပါတယ်ပထမတစ်ခုကတော့ဒီဘက်ကကျက်ရှိကလေးပါအလေးကတော့ကျွန်တော်အခုဖွင့်ထားလိုက်တဲ့ folder ပဲဖြစ်ဖြစ် software ပဲဖြစ်ဖြစ်တခုခုကိုကျွန်တော်တို့ကပြန်ပြီးတော့မှအဲ့ဒီ file လေးကိုပြန်ပြီးပိတ်လိုက်ချင်တဲ့အခါမှာဆိုတော့ဒီကောင်လေးနဲ့နှိပ်ပြီးတော့မှပိတ်ရတာဖြစ်ပါတယ်။သူက close လို့ခေါ်ပါတယ်။သူကတော့အပိပိတ်တာဖြစ်ပါတယ်။ကျွန်တော်လုံးဝပိတ်မယ်ဆိုတာသိကြပြီဆိုရင်တော့ဒီကောင်လေးကိုနှိပ်ချလိုက်ပြီဆိုတာနဲ့အဲ့ဒီကျွန်တော်တို့ရဲ့အမြင်လို့ခေါ်တဲ့ folder လေးကလုံးဝကိုအပိပိတ်သွားပြီဖြစ်ပါတယ်။ဒါလေးကိုကျွန်တော်ပြန်ပြီးတော့မှဒီဘက်ကလေးနှိပ်ပြီးတော့မှပြန်ပြီးတော့မှဖွင့်လိုက်ပါတယ်။ပြန်ပွင့်လာပြီ။ ဒါဒီအလေးအဒီကောင်လေးပါနော်ဒါတော့ကျွန်တော် restore down လုပ်ခေါ်ပါတယ်သွားတော့ကျွန်တော်ရဲ့ folder လေးကို site လေးနည်းနည်းလေးတီးပြီးတော့မှကြုံပြီးတော့မှကြည့်ချင်တဲ့ခါမှဆိုရင်သူ့ကိုတုံးလို့ရပါတယ်။အဲကြောင့်ဒီ restore down လေးကိုတစ်ချက်ကလေးနဲ့လိုက်ပြီးဆိုတာနဲ့ကျွန်တော်ကမြန်ငွေလေးနည်းနည်းတီးသွားပါတယ်။ ဒါဆိုရင်ကျွန်တော်ကဒီထက်ပိုပြီးတော့တေးချင်သေးရယ်ဆိုဘယ်လိုထပ်ပြီးလုပ်လို့ရသေးလဲဆိုတော့ကျွန်တော်ဒီဖွင့်ထားတဲ့အကြာလေးရယ်ပေါ့နော်အပေါ်ရယ်အောက်ရယ်ဘယ်ရယ်ညာရယ်ကိုကြိုက်တဲ့ပုံမှာကျွန်တော်က mouse လေးတင်လိုက်ပြီးဆိုတာနဲ့ဒါများကောင်းတစ်ဖက်ပုံစံလေးပေါ်လာပါလိမ့်မယ်အဲ့ခါမှကျွန်တော်က mouse ကနေ clip ဖိထားပြီးတော့မှလိုတဲ့လောက်လေးဆွဲပြီးတော့မှဒီလိုလေးကြုံလိုက်လို့ရပါတယ်။ညာကောင်နှစ်ဖက်သာဒီလိုမျိုးများလေးကိုပြောတာပေါ့နော်။အပေါ်နဲ့အောက်နဲ့များပုံစံလေးပြနေပါတယ်။အဲ့ခါမှကျွန်တော်က mouse ကနေ clip ဖိထားပြီးတော့မှလိုတဲ့လောက်လေးဆွဲပြီးတော့မှကြုံလိုက်လို့ရတယ်။အဲ့လိုပါပဲကျွန်တော်လိုတဲ့လောက်လေးအပေါ်ပြန်ပြီးတော့မှလည်းဆွဲပြီးတော့မှချိန်လိုက်လို့ရပါတယ်။ လည်းမျိုးဘယ်ဒီညာတွေမှာလည်းအလိုပါပဲကျွန်တော်မောက်ဆေးတင်ကြည့်တဲ့အခါမှာအများကနဘက်ပုံစံလေးပေါ်လာပါလိမ့်မယ်။ box ကနေ clip ဖိထားပြီးတော့မှလိုတဲ့လိုလေးဆွဲပြီးတော့မှကြုံလို့ရတယ်။ resize ပြန်ပြီးတော့မှလုပ်လို့ရပါတယ်။ပြီးတော့ဒီအပေါ်လေးမှာလွတ်နေတဲ့နေရာလေးရနေပြီးတော့ box ကနေ clip ပြီးတော့မှလည်းပဲ square computer လေးရဲ့တိုက်တဲ့နေရာမှာနှစ်သက်တဲ့နေရာမှာသွားပြီးတော့မှထားလို့ရပါတယ်။ဒီပေပတ်တင်မှာလည်းအလိုပါပဲမောက်ဆေးတင်ကြည့်မယ်ဆိုရင်ညကောင်းတစ်ဖက်ပေါ်လာပြီဆိုရင် clip ဖိထားပြီးတော့မှကျွန်တော်ဆွဲလိုက်ပြီးတော့မှဒုတိယလောက်လေးဆွဲပြီးတော့မှသူ့ကိုဒီလိုလေးတေးလိုက်လို့ရပါတယ်လိုလိုလိုက်လို့ရတယ်ပြီးတော့ဒီ off back ကနေလည်းဒုတိယလောက်လေးဆွဲပြီးတော့မှဒီလိုမျိုးတေးလိုက်လို့ရတယ်ပေါ့နော် လိုသေးလိုက်လို့ရပါတယ်ပြီးတော့ကိုတက်တဲ့ကြိုက်တဲ့နေရာမှာသွားပြီးတော့မှဒီလိုလေးလည်းထားလို့ရပါတယ်ဒါကျွန်တော်တို့က site ကိုပြန်ပြီးတော့မပြင်တဲ့ခါမှဆိုအဲ့အလေကောင်းအကောင်လေးကိုတုံးရပါတယ်ချက်ကွာဖူတာလေးကိုဖွင့်ထားရင်လည်းတခြားအရာတွေသွားပြီးတော့ကြည့်ကြတယ်ဆိုရင်ကြည့်လို့ရတယ်ပေါ့နော်ပြန်ပြီးတော့မှကိုယ့်ရဲ့ file လေးကိုပြန်ပြီးတော့လုံအောင် full screen အဖြစ်ပြန်ပြီးချဲ့ခြင်းနဲ့ဆိုရင်တော့ဒီလေးအကောင်လေးကိုပဲပြန်ပြီးတော့မှနှိပ်ပစ်လိုက်ပြီးဆိုရင်ပြန်ပြီးတော့မှကျဲလာမှဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒါလေးကိုပြန်ပေးလိုက်မယ်ဟုတ်ပြီအဲ့ဒါကျွန်တော်ကမြားဆွဲ file လေးကိုပြန်ဖွင့်လိုက်ပါမယ်ဖွင့်တဲ့အခါမှာဒီကောင်လေးကတော့အပြိပိတ်တာဒါတော့ကျွန်တော်က site ကိုပြန်ပြီးတော့မှပြင်နေတဲ့အခါမှာတုံးလို့ရတယ်ပေါ့နော် တပကကောင်လေးပါဒါတော့ကျွန်တော် minimize လို့ခေါ်ပါတယ်သူကကျွန်တော်ကျွန်တော်ရေအခုဖွင့်ထားတဲ့အရာလေးကိုဒီဖိုတာလေးကိုကျွန်တော်တို့ကခဏလေးပိတ်လိုက်ခြင်းနဲ့အပြီးတော့မပိတ်ခြင်းဘူးခဏလေးပိတ်ထားခြင်းနဲ့ခါမှသူ့ကိုသုံးလို့ရပါတယ်သူ့ကိုကျွန်တော်တစ်ချက်ကလေးနှိပ်ပေးလိုက်ပြီဆိုရင်တော့ finding ကပိတ်သွားပါတယ်ဒါပေမဲ့လုံအောင်ကိုပိတ်ပေးသွားတာမဟုတ်ပါဘူးကျွန်တော်ကွန်ပျူတာလေးရဲ့ဒီအောက်ခြေလေးမှာသွားပြီးတော့ကြည့်မဲ့ခါမှဒီမှာဖိုတာလေးမှမြင်နေရပါမယ်များဆိုပြီးတော့မှ file လေးပေါ်နေတာကိုတွေ့ရပါလိမ့်မယ်အဲ့လိုကျွန်တော်တို့ကလစ်တစ်ချက်ပြန်ပြီးနှိပ်ပေးလိုက်မယ်ဆိုရင်တော့အဒီများဆိုတဲ့ဖိုတာလေးကပြန်ပြီးတော့မှပွင့်လာမှာဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်ဖွင့်လာပိတ်တာကိုနားလည်သွားပြီပေါ့နော်။အဲကျွန်တော်ဒီကလေးကိုပြန်ပြီးတော့မှပိတ်လိုက်ပါမယ်။ဒါတော့ကျွန်တော်က folder လေးအရာလေးကိုဖွင့်တဲ့အရာလေးတွေပေါ့နော်။ဘာမှမဆိုလို့ပါပဲ။ကျွန်တော်ဒီမှာ PowerPoint စာလေးရှိပါတယ်။ဒီမှာ Excel တို့ Microsoft Word တို့ရှိတယ်။ဒါတွေအားလုံးလည်းကျွန်တော်ဖွင့်နေတယ်ဆိုရင် click တစ်ချက်တည်းနဲ့မရပါဘူး။ကိုဖွင့်ချင်တဲ့အရာပေါ်မှာ double click နဲ့ရမှာဖြစ်ပါတယ်။ click နဲ့ချက်နေလိုက်မှာ PowerPoint ဆိုရင် PowerPoint ပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်။ဒီမှာလည်းအလိုပါပဲ။ကျွန်တော်ပေးလို့ရမယ်။ Restore download လုပ်လို့ရမယ်။ Minimize လုပ်လို့ရမှာဖြစ်ပါတယ်။ဒီမှာကျွန်တော်ပိတ်ချလိုက်ပါမယ်။ ။ဟုတ်ပြီ။ကျွန်တော်မူလကဆွမ်းနာကများဆိုတဲ့ဖိုင်လေးကိုပဲပြန်ပြီးတော့ပို့လိုက်မယ်။ လုပ်ငန်းခွင်အတွက်ကွန်ပျူတာကိုအခြေခံကနေစတင်ပြီးတော့စနစ်တကျနဲ့ကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့အတွက်ကွန်ပျူတာ business online class တွေကိုတက်ရောက်နိုင်ပါတယ်။ကွန်ပျူတာ business online class တွေမှာတော့ Windows 10အသုံးပြုပုံ၊လုပ်ငန်းတစ်ပယ်တိုင်းမှာအရင်ကိုအရေးပါတဲ့ Microsoft Word, Microsoft Excel, Microsoft PowerPoint, Microsoft OneNote, Microsoft Publisher စတဲ့သင်ခန်းစာတွေနဲ့အခြေခံ internet email အသုံးပြုပုံတွေ၊ software download and install အသုံးပြုပုံတွေများစွာအပါအဝင်သင်ခန်းစာ video ပေါင်း120ကျော်ကို Telegram channel နဲ့ Facebook private group တို့မှာအသိပေးစွာနဲ့စနစ်တကျ လေ့လာသင်ကြားရမှာဖြစ်ပါတယ်။မူလသင်တန်းကြီး9800ကျပ်အစားယခုလအတွင်းမှာအထူးသင်တန်းကြီး4000ကျပ်တဲ့ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးသင်တန်းကြီးတွေကရဲကန်းတက်လေးတဲ့ရှိတာမို့သင်တန်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ကမ္ဘာဒီထဲမှာဆိုရင်တော့ Microsoft Word file လေးတွေ Excel file လေးတွေပြီးတော့ဒီလိုမျိုးလေး Note file text file လေးလည်းထည့်ထားရပါတော့เนาะဒီမှာသင်သွား site လေးတွေကနည်းနည်းကြီးကြီးလေးနဲ့ကျွန်တော်တို့သုံးထားပါတယ် ဒီမှာမြင်ရတဲ့ site ကိုကျွန်တော်ကတည်တဲ့ပို့ပြီးတော့မတည်ချင်တာမျိုးအလဲလက်ထားချင်တာမျိုးတွေတည်တဲ့ပို့ပြီးကြီးချင်တာမျိုးတွေကျွန်တော်ပြန်ပြီးတော့ကစားလို့ရပါတယ်။အဲ့လိုကစားဖို့တော့ကတော့သူက view ပုံစံကိုပြောင်းပေးရတာပါ။လေပြောင်းမှုတွေကဒီမှာရှိတဲ့အရာတွေပေါ်မှာသွားပြီးတော့မှ click မနေဘဲနဲ့သူကလွတ်နေတဲ့နေရာလေးမှာဒါမှမရှိတဲ့နေရာလေးမှာ mouse ကနေပြီးတော့မှ right click ညာဘက် click နေရပါတယ်။ဟိုတူဒီလို box ကြည့်ကြလာပါလိမ့်မယ်။ကြားလိုက်ရင်ကျွန်တော်ကဒီမှာ view ဆိုတာလေးရှိပါတယ်။အဲ့ဒီ view ကိုသွားလိုက်ပါ။အဲ့ view ထဲမှာမှဒီမှာရွေးကြရတဲ့အများကြီးပါ။ time တို့ content တို့ detail တို့ list တို့ small icon အများကြီးရှိပါသေးတယ်။ကိုနေတက်တဲ့ရာကိုရွှေ့လို့ရပါတယ်။ကျွန်တော်လက်ရှိသုံးထားတာကတော့ဒီမှာ extra lash icon ကိုသုံးထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့်သူအကြီးနဲ့ပြနေတာပါ။ကျွန်တော်ကြီးနဲ့ပြတာမကြိုက်ဘူး။ဟိုမှာကို small icon လေးနဲ့ပဲပြပေးပါဆိုရင်ဒီမှာ small icon လေးရှိပါတယ်။ဒါလေးကိုဒီချက်ကလေးနှိမ့်လိုက်အောင်ပါပဲ။အဲ့ဒါကျွန်တော်ဒီမှာ icon သေးသေးလေးနဲ့ပြတော့တာကိုတွေ့ရပါလိမ့်မယ်။ကိုနေတက်တဲ့လိုမျိုးထားလို့ရတယ်ပေါ့နော်။ quarter အရင်သေးတယ်ဆိုရင်လည်းပဲလွတ်တဲ့နေရာမှာ mouse ကနေ right click ညာဘက်ကလေးနှိပ်ပါမယ်။ ပြန်ကျွန်တော်ဒီမှာ view တက်ကိုသွားလိုက်ပြီးတော့မှကျွန်တော် lash icon လေးလောက်ပြပေးပါဒါမှမဟုတ် median လောက်ပြပေးပါကိုနေတက်တဲ့ရာတကိုသွားပြီးတော့မှ median ဆိုရင်လည်းပဲ median လေးမှာနှိပ်လိုက်ပြီးဆိုရတဲ့ median size လေးနဲ့ပြတာကိုတွေ့ရပါလိမ့်မယ်အဲ့လိုမျိုးကြည့်လို့ရတယ်ပေါ့နော်ဒါလေးကိုကျွန်တော်ဒီမှာပြန်ပြီးတော့မှပိတ်လိုက်ပါမယ်လိုပါပဲ desktop ပေါ်မှာမြင်နေရတဲ့ဒီမှာမြင်ရတဲ့ icon တွေအားလုံးကိုလည်းပဲကျွန်တော်က site ကိုပြန်ပြီးတော့မှပြင်လို့ရပါတယ်။ဘယ်လိုပြင်ချင်လဲဆိုရင်လည်းကျွန်တော်ကဒီလိုမျိုးရှိတဲ့အရာတွေပေါ်မှာမဟုတ်ဘဲနဲ့ဘာမှမရှိတဲ့လွတ်နေတဲ့နေရာလေးမှာ mouse ကနေ right click ညာဘက်ကလေးနဲ့ရပါတယ်။အဲ့မှာတူတူလို mouse တွေပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့အခါမှာလည်းကျွန်တော်ဒီမှာ view စာလေးရှိပါတယ်။အဲ့ view သွားလိုက်တဲ့အခါလေးမှာဆိုရင်ကျွန်တော်ဒီမှာ small icon တုံးမလား medium ကိုတုံးမလား large ကိုတုံးမလားကြိုက်တာကိုတုံးလို့ရပါတယ်။လက်ရှိမှာတော့ကျွန်တော် small ကိုတုံးထားတာမလို့တသေးလေးနဲ့ပြနေရပါ။ခါစမောကတေးလို့ဥပမာမီဒီယံလောက်သုံးချင်တဲ့ဆက်မီဒီယံလေးကိုနှိမ့်လိုက်ရုံပါပဲ။အဲဒါမီဒီယံဆိုင်နဲ့ပြန်မှာဖြစ်ပါရဲ့ပေါ့။ကိုနဲ့တက်တယ်လို့မျိုးထားလို့ရပါတယ်။ အမှပြိုးပြန်နေပြီးတော့မှ right click ပြန်နေပြီးတော့မှပြိုးပြန်သွားပြီးတော့မှ lash icon ကိုယူလိုက်မယ်ဆိုရင်တော့သူအကြီးကြီးတွေနဲ့ပြမှာဖြစ်တယ်ပေါ့နော်ဒီလိုမျိုးအကြီးကြီးတွေမှာကိုယ်သဘောကျရဲဆိုရင်လည်းထပ်ထားလို့ရပါတယ်ကျွန်တော်ကတော့ခုနကလိုပဲ right click နေပြီးတော့မှ view ထဲမှာမှ small icon လေးကိုပဲပြန်ပြီးတော့မှယူပေးလိုက်ပါတယ်ဒါဆိုတော့တသေးလေးနဲ့ပြမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော် folder လေးဘယ်လိုဖွင့်ရမလဲ software လေးဘယ်လိုဖွင့်ရမလဲပြီးတော့ဘယ်လိုပြရမလဲဆိုတာလေးနားလည်သွားပါပြီ ဆက်လေးပြီးသွားရင်တော့နောက်တစ်ခုအနေနဲ့ကျွန်တော်ဗာလီတက်ပြီးတော့လေ့လာမလဲဆိုတော့ကျွန်တော်အခုဆိုရင် desktop လေးမှာဆိုရင်တော့နောက်မှဒီအယုတ်ကလေးနဲ့ကျွန်တော်တို့ wallpaper လေးတင်ထားတာကိုတွေ့ရပါလိမ့်မယ်။ဒါကျွန်တော်က background wallpaper လို့ခေါ်ရပါတော့။အဲ background wallpaper ကိုကျွန်တော်ကကိုနှစ်သက်တဲ့အကြာလေးတွေထားလို့ရပါတယ်။အဲ့လိုထားဖို့အတွက်ဘယ်လိုထားရမလဲဆိုတော့ကျွန်တော်တို့ computer လေးရဲ့လွတ်နေတဲ့နေရာလေးမှာ mouse ကနေပြီးတော့မှ right click ညာဘက်ကလေးနဲ့ရပါတယ်။ပြီးတော့ဒီလို box ကြီးကျလာပြီဆိုရင်ကျွန်တော်ဒီအောက်လေးမှာ personalize ဆိုတာလေးရှိပါတယ်။သူ့နေပြလိုက်ပါ။ ။အဲကမှကျွန်တော်ဒီ setting တွေကနေပြီးတော့ personalization တွေကိုရောက်သွားပါလိမ့်မယ်။ရောက်သွားတဲ့အခါမှာကျွန်တော် computer လေးရဲ့ဒီ background လေးကိုကျွန်တော်ပြင်ချင်တာဖြစ်တဲ့အတွက်တယောက်လေးမှာ background ဆိုလေးတွေ့ရပါမယ်။သူ့တစ်ချက်နေလိုက်ပါ။နေ့တစ်ခါမှသူဒီလိုမျိုး background နဲ့ရောက်သွားပြီ။ရောက်သွားရင်ဒီအောက်လေးမှာသူက personalize your background ဆိုလေးကိုတွေ့ရပါမယ်။ဒီကမှာဒီဘက်လေးမှာသူရွေးစရာ box တွေရှိပါတယ်။အဲဒီ box တွေရဲ့ဒီဘက်ကများလေးကိုကျွန်တော်နှိမ့်ကြည့်တဲ့အခါမှာဆိုရင် picture အသုံးလို့ရမယ်။ solid color ထည့်လို့ရမယ်။ slide show ပြီးတော့ Windows Spotlight ဆိုပြီးတော့မှ၄မျိုးရှိပါတယ်။ပထမဆုံးကျွန်တော်တို့ကဒီမှာ Solid Color လေးကိုတစ်ချက်ကလေးနေပြီးတော့မှသွားလိုက်ပါမယ်။ Solid Color ဆိုတဲ့အတိုင်းပဲသွား Color တစ်ယောက်နဲ့တုံတာပါ။တယောက်လေးမှာ Choose Your Background Color ဆိုတဲ့နေရာလေးမှာကိုယ်နဲ့တက်တဲ့အကြောင်းကိုရွေးလို့ရပါတယ်။ဒီမှာပြတာတဲ့အကြောင်းတွေအပြင်တခြားအကြောင်းတွေဆက်ပြီးတော့မှလိုချင်သေးတယ်ထပ်ပြီးတော့လိုချင်သေးတယ်ဆိုရင်တော့အောက်လေးမှာ custom color ဆိုတာတည်ရှိပါသေးတယ်ဒီဘက်လေးမှာ view color ဆိုတာတည်ရှိပါတယ်တို့တစ်ချက်ကလေးနှိပ်ပြလိုက်ပါ အခါမှာသူက pick a background color ဆိုပြီးတော့မှနာမည်လေးနဲ့တန်းအောင်လောက်ပါစေချလာပါလိမ့်မယ်။အဲ့မှာအောက်က color box တဲမှာကိုနဲ့တက်တဲ့အကြောင်းကို click နေပြီးတော့မှရွေးအောင်ပါပဲ။ဥပမာကွာဒီလိုအပြောင်လေးခြိုက်တဲ့ဆိုရင်အပြောင်လေးပေါ်မှာသွားပြီးထောက်လိုက်တာနဲ့ဒီမှာသူကအပေါ်ရောင်လေးမှာအကြောင်းလေးပေါ်လာပါလိမ့်မယ်။ဒီမှာထောက်လိုက်တဲ့ကိုအကြောင်းလေးကဒီမှာ laboratory ဟာကိုကွာသဘောကျသွားပြီဆိုရင်တော့တန်းကိုနှိပ်ပလိုက်အောင်ပါပဲ။ဒါလေးကိုနှိပ်ပလိုက်ပြီးဆိုတာနဲ့ဒီမှာသူ screen လေးမှာလည်းအစင်းအောင်လေးနဲ့ပြလာတာကိုတွေ့ရပါလိမ့်မယ်။ ဒါလေးကိုကိုသဘောကြတယ်အမှန်ချက်ကလေးပေးထားပါပြီသဘောကြရင်ဒါလေးကိုယူမယ်ပေါ့နော်ဒါလေးသဘောမကျလို့ပန်းရောင်လေးကြိုက်တယ်ဆိုလည်းပန်းရောင်လေးကိုနှိမ့်လိုက်အောင်မယ်အဲဒါပန်းရောင်လေးနဲ့ပြလိမ့်မယ်အစိမ်းလေးကြရင်နော်အစိမ်းလေးကိုနှိမ့်လိုက်အောင်ပါပဲအစိမ်းလေးနဲ့ပြမယ်ပေါ့နော် ကိုနေတဲ့ရံပေါ်မှာကျွန်တော်တို့ image clip ပြီးသွားတာနဲ့ဒီဘက်က close တော့လကောင်းဒါမှမဟုတ်ကြပြန်ပြီးတော့ဝင်ကျင်သေးတယ်ဆိုရင်တော့ close နဲ့အပြီးမပိတ်ပဲနဲ့ဒီဘက်က minimize တွေကိုနေပြီးတော့မှ minimize လုပ်လိုက်မယ်လုပ်ငန်းခွင်အတွက် Microsoft Word ကိုအခြေခံမှစတင်ပြီးအစဉ်မြင့်ထိကျွမ်းကျင်စွာအသုံးပြုလုပ်သူများအတွက် Microsoft Word Special Class လေးကိုတက်ရောက်နိုင်ပါတယ်ယခုတင်တဲ့လေးမှာ Microsoft Word ကိုအခြေခံမှစတင်ပြီးအစဉ်မြင့် level ထိ unit 6ခုဖြင့်စနစ်တကျသင်ကြားလေ့လာရမှာဖြစ်ပါတယ်လုပ်ငန်းခွင်မှာကျွမ်းကျင်စွာအသုံးပြုနိုင်အောင်စနစ်တကျသင်ကြားပေးထားတဲ့တင်တဲ့လေးဖြစ်ပါတယ် ယ်။တင်ကြားရမယ့်ပုံစံလေးကတော့ Facebook Private Group နဲ့ Telegram Channel တို့မှာသင်ခန်းစာဗီဒီယိုပေါင်း90ကျော်ကိုစနစ်တကျလေ့လာရမှာဖြစ်ပါတယ်။မူလသင်တန်းကြီး6900ကျပ်အစားယခုလအတွင်းမှာအထူးသင်တန်းကြီး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးသင်တန်းကြီးတွေကရဲကန့်သက်လေးတည်းရှိတာမို့သင်တန်းကိုအမြဲတမ်းတရားဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။အဲ့ကမှာဆိုရင်ကျွန်တော်ကြည့်လိုက်တဲ့အခါမှာကျွန်တော်ရဲ့ဒီမှာ desktop မျက်နှာပြင်လေးနောက်က background လေးကဆိုတော့ငါလိုတက်ပုံလေးနဲ့မဟုတ်တော့ဘူးအရုပ်ကလေးနဲ့မဟုတ်တော့ဘဲနဲ့အစင်းရောင်လေးနဲ့ပြောင်းသွားတာကိုတွေ့ရမှာပါ။ လွယ်ကာလာလေးတွေမှာရေဝေရှင်ချင်းလေးသဘောကျတယ်ဆိုရင်လည်းပဲထားထားလို့ရပါတယ်။ဒါတော့ background ကိုကာလာလေးတရားနေနဲ့ထားတာပေါ့နော်။ပြောကြတော့အောက်ကိုပြန်သွားလိုက်ပြီးတော့မှစနကဖွင့်ထားလိုက်တဲ့ setting minimize လုပ်ထားတဲ့ setting လေးကိုပဲပြန်ပြီးတော့မှနေလိုက်ပါတယ်။ပြန်ဝင်သွားပါပြီ။ဒါတော့ color လေးရွေးလို့ရတယ်။ color ပြင်ရင်တော့တစ်ပတ်ကများလေးကိုနေပြီးတော့မှနောက်တစ်ခါတော့ picture ပါပေါ့နော်။တပုံလေးလည်းထားလို့ရပါတယ်။အဲ့တော့ picture လေးကိုနေလိုက်တယ်။ picture နေလိုက်တော့သူက picture လုပ်ဖို့အတွက်အောက်လေးမှာ choose a photo တပုံတပုံကိုရွေးခိုင်းပါတယ်။ရွေးဖို့အတွက်ဒီဘက်လေးမှာ browse photo စာလေးရှိပါတယ်။ တို့တစ်ချက်ကလေးနှိမ့်လိုက်ပါမယ်နှိမ့်လိုက်ရင်တော့ဒီမှာ open ဆိုပြီးတော့မှ download box ကြီးကြလာပါလိမ့်မယ်အဲ့ခါမှာကျွန်တော်ထည့်ချင်တဲ့တပုံလေးရှိတဲ့နေရာကိုရွှေ့ရမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ data တီတွေကနေပြီးမှ edge လို့နာမည်ပေးထားတဲ့ folder လေးထဲမှာတပုံလေးတွေတင်ထားတာပါအဲ့ဒီကနေပြီးတော့မှကျွန်တော်ဥပမာဒီတပုံလေးကိုထည့်ချင်ပါတယ်ဒါမှမဟုတ်ဒီတပုံလေးထည့်ချင်ပါကိုနေတဲ့တဲ့ပဲတပုံကိုမဆိုထည့်လို့ရပါတယ်ကိုထည့်ချင်တဲ့တပုံလေးပေါ်မှာ click တစ်ချက်နှိပ်ပါနှိပ်ပြီးတော့အနေနဲ့အောက်လေးက choose picture ဆိုတာလေးကိုတစ်ချက်ကလေးနှိမ့်လိုက်ရုံပါပဲအဲ့ဒါကျွန်တော်တပုံလေးကဒီနေရာမှာလာပြီးတော့မှပြပါလိမ့်မယ် ဒါလေးကိုကိုယ်သဘောကြရတယ်ဆိုရင်တော့ဒီဘက်မှာကျွန်တော် minimize ကိုလုပ်ပြီးတော့မှခဏထွက်ပြီးတော့တွားလိုက်မယ်။အဲခါမှာကြည့်လိုက်တဲ့အခါမှာကျွန်တော်ထားလိုက်တဲ့တပ်ပုံလေးနဲ့ background လေးပြောင်းလဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါတော့တပ်ပုံလေးထားတာပေါ့နော်။ကိုယ်နဲ့တက်တဲ့တပ်ပုံကိုထားလို့ရပါတယ်။ minimize လုပ်ထားတာမလို့ကျွန်တော် auxiliary နဲ့ကိုပြောင်းဝင်ပြီးတော့မှတွားလိုက်ပါတယ်။ အဲ့တော့ဒီမှာမြင်ရတဲ့ recent image ကတော့ကျွန်တော်မကြသေးခင်ကကိုတုံးခဲ့ဘူးတဲ့တပုံလေးတန်းစီပြီးတော့မှပေါ်နေမှာဖြစ်တယ်ပေါ့နော်။ကိုယ်ကအရင်တက်မှတ်ခဲ့တာမရှိရင်တော့ပေါ်မှာမဟုတ်ပါဘူး။မပေါ်ရင်လည်းကိစ္စမရှိပါဘူး။ကျွန်တော် choose photo မှာဆွမ်းနာကတိုင်းလေး browse photo ကိုနှိပ်ပြီးတော့မှကိုယ်နဲ့တက်တဲ့တပုံလေးကိုရွှေ့ပေးလို့ရတာဖြစ်ပါတယ်။အဲ့တော့တပုံထားခြင်းတဲ့ခါမှာတုံးရတဲ့အရာလေးပါ။ဟုတ်ပြီ။နောက်တစ်ခုကကျတော့ဒီမှာတော့ဘာလေးရှိသေးလဲဆိုတော့ slide show ဆိုတာလေးရှိသေးတယ်။ slash show ကတော့သူကဒါလေးကိုကျွန်တော်နှိပ်ကြည့်မယ်ဆိုရင်တော့ slash show ဆိုတဲ့ပုံတိုင်းပဲသူက slash show ကိုမှတပ်ပုံတပ်ပုံပြီးတပ်ပုံကိုမှအစင်လိုက်လေးပြသွားမှာဖြစ်ပါတယ်။ အဲ့လိုပြပွေတော့ကကြတော့ကွာခုနကလည်းမျိုး folder တစ်ခုထဲမှာကိုပြကျင်တဲ့တပုံလေးတွေကိုစုစည်းပြီးတော့မှတင်ထားဖို့လိုအပ်ပါတယ်အဲ့တော့အဲ့လိုတပုံလေးတစုစီထားတဲ့ဥပမာတပုံတက်ပို့ပြီးတော့ပေါ့နော်၂ပုံ၃ပုံ၄ပုံအပုံ50ဘယ်လောက်ပဲဖြစ်ဖြစ်ရပါတယ်အဲ့လိုတပုံနေအများကြီးကိုအရင်ဆုံးကွာဖိုတာလေးထဲမှာတင်ထားရမယ်ပြီးတော့မှအဲ့ဒီဖိုတာလေးနဲ့ချိတ်ဆက်ပြီးတော့မှကျွန်တော်ကသုံးရမှာဖြစ်ပါတယ်အဲ့တော့သူကလည်းအောက်မှာပြောပါတယ် Juicy Picture Event for this slide show ဆက်ရှုပြဖို့အတွက်ကျွန်တော်တို့ဒီတပုံလေးတွေထည့်ထားတဲ့ event တကူဒီဖိုတာတကူကို selection လုပ်ပေးရမှာဖြစ်ပါတယ် လူရွေးပေးဖို့အတွက်ကျွန်တော်ကဒီဘက်လေးမှာကျုပ်စီပစ်ချ advanced ဆွဲနေရလေးဒီဘက်လေးမှာ browser လေးရှိပါတယ်ဒါလေးကိုနှိပ်လိုက်ပါမယ်နှိပ်တဲ့အခါမှာသူ select folder ဆိုပြီးတော့မှ dialog box လေးကြာလာပါလိမ့်မယ်ကြာလာတဲ့အခါမှာကျွန်တော်တပုံလေးရှိတဲ့ဒီ file ရဲ့ location နေရာကိုရွေးရပါမယ်ကျွန်တော်တပုံလေးတင်ထားတာကကြတော့ဒီ thumbnail photo ဆိုရဲကျွန်တော်ရဲ့ folder လေးထဲမှာတပုံလေးတင်ထားတာရှိပါတယ်။အဲ့တော့ဒီ thumbnail photo ဆိုရဲ folder လေးကိုရွှေ့လိုက်ပါတယ်။မိတ်ဆွေကလည်းမိတ်ဆွေတပုံလေးတွေထည့်ထားတဲ့ folder လေးကိုရွှေ့ပေးရပါမယ်။ ပေးပြီးတာနဲ့ကျွန်တော်အောက်လေးမှာ choose this folder ဆိုတာလေးကိုတစ်ချက်ကလေးနှိပ်ပစ်လိုက်ပါ။အဆင့်တူအဲ့ဒီ folder လေးထဲမှာရှိတဲ့တပုံလေးတွေကိုတပုံပြီးတပုံအစလိုက်ပြသွားမှာဖြစ်ပါတယ်။အဲ့လိုပြတဲ့ခါမှလည်းကွာတပုံပြီးတပုံချိန်သွားတဲ့ခါလေးမှာဘယ်နှမိနစ်ကြာတာဘယ်နဲ့ချိန်ကြာတဲ့ခါမှာအချိန်ဘယ်လောက်ကြာတဲ့ခါမှာတပုံပြီးတပုံချိန်သွားခြင်းလဲဆိုတာကိုလည်းပဲ setting ကိုချိန်လို့ရပါသေးတယ်။အော်လေးမှသူရှိပါတယ် chain picture every ပေါ့တပုံတပုံကိုပဲချိန်မှချိန်မှလဲဆိုတော့ဒီဘက်လေးက box လေးမှာရွှေ့လို့ရပါတယ်။ညာလေးကိုနှိပ်ကြည့်တဲ့အခါမှာကျွန်တော်10မိနစ်ဆိုရင်တော့10မိနစ်ကြာတယ်မှာတပုံတပုံချိန်သွားမှာပါ။ 10မိနစ်လားမိနစ်30လား1ရက်တနာရီလား1ရက်လားကိုကြိုက်တဲ့အချိန်ကိုရွေးလို့ရပါတယ်။အဲဒီကနေကျွန်တော်10မိနစ်ကိုရွေးထားလိုက်တယ်ဆိုရင်တော့10မိနစ်ကြာတိုင်းကြာတိုင်းမှာဒိုမီတပုံအလိုလျောက်ချိန်သွားမှာဖြစ်ပါတယ်။ဒါလေးကိုကိုယ်သဘောကျပြီးသားပြီဆိုရင်တော့ကျွန်တော် minimize လုပ်ပြီးခဏထွက်လိုက်ပါမယ်။လက်ရှိမှာတော့ဒီပုံလေးနဲ့ပါ။ဒါဆိုရင်သူ10မိနစ်နေရင်တော့ဒီပုံလေးကနေပြီးတော့မှနောက်တစ်ဒုတိယတပုံကိုအလိုလျောက်ချိန်သွားမှာဖြစ်ပါတယ်။အဲ့လိုပဲ10မိနစ်10မိနစ်ကြာတယ်မှာဒိုမိန်းတပုံအလိုလျောက် F4 ထဲမှာရှိသမျှတပုံအပုံတရာရှိမှဆိုရင်အပုံတရာလုံးကိုသွားချိန်သွားမှာဖြစ်ပါတယ်။ အခုစဉ်ကြည့်လိုက်ပါခုနကမူလပုံလေးကနေဒီမှာဒုတိယတပုံကိုချိန်သွားပြီဖြစ်ပါတယ်ပေါ့ဒါ10မိနစ်ကြာသွားလို့တပုံချိန်သွားတာဖြစ်ပါတယ်ဒါပြင်လည်းသူ10မိနစ်ကြာနောက်တပုံချိန်သွားအောင်မှာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးက slash show ပုံနဲ့လေးကြာသေးချင်တယ်ဆိုရင်တော့ slash show ကိုသုံးလို့ရတာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါကျွန်တော် minimize လုပ်ထားတဲ့ဆန္ဒက setting နေရာလေးကိုပြန်သွားလိုက်ပါမယ်ပြန်နောက်ဆုံးတစ်ခါတော့ကျွန်တော်ဒီဘက်လေးမှာနှိမ့်လိုက်ပြီးတော့မှ Windows Spot လိုက်ပါ Windows Spot လိုက်ကိုကျွန်တော်နှိမ့်လိုက်မယ်ဆိုရင်တော့ကျွန်တော် Windows ကိုကွန်ပျူတာစပြီးတော့ဝယ်ကလေးကပါပြီးသား Windows ထဲမှာပါပြီးသားတပုံလေးကိုသူပြပေးမှာဖြစ်ပါတယ် ထားလေးသဘောကျရင်လည်းထပ်ထားလို့ရတယ်ပေါ့နော် minimize ကိုလုပ်ပြီးတော့ပြန်ထွက်လိုက်မယ်ဆိုရင်တော့ကျွန်တော်ဒီမှာသူမှာပါတဲ့ background photo လေးနဲ့သူပြပေးသွားမှာဖြစ်ပါတယ်ဒီလိုလေးကြိုက်တယ်ဆိုရင်လည်းထပ်ထားလို့ရတာဖြစ်ပါတယ်ဒါတော့ကျွန်တော်ကွန်ပျူတာလေးရဲ့ဒီ wallpaper လို့ခေါ်တဲ့ background လေးကိုဘယ်လိုမျိုးလေးပဲ setting ထားရမလဲဆိုတာလေးပဲဖြစ်ပါတယ်ပေါ့ဟုတ်ပြီကျွန်တော်ကတော့မူလကတိုင်းလေးပဲကျွန်တော်ရုပ်ပုံလေးပဲပြန်ပြီးတော့ထားလိုက်မယ်အဲ့တော့အောက်က minimize လုပ်ထားတဲ့ setting တွေကိုပြန်ဝင်လိုက်ပြီးတော့မှဒီမှာနှိပ်လိုက်ပြီးတော့မှကျွန်တော်ရင်း picture လေးကိုရွှေ့လိုက်မယ်ပြီးတော့ကျွန်တော်ထည့်ထားတဲ့တပ်ပုံလေးဖြစ်တဲ့ဒီကောင်လေးကိုပဲပြန်ပြီးတော့မှရွှေ့ပေးလိုက်ပါမယ် အားဖြင့်ဒီမှာပြန်ပြီးတော့မှပေါ်လာပါပြီပြီးရင်တော့ဒါလေးကိုပြန်ပြီးတော့မှပိတ်လိုက်ပါမယ်ဟုတ်ပြီအားဖြင့်ကျွန်တော်ဒီမှာတပုံလေးနေနဲ့ background လေးရလာပါပြီပြန်တော့တဲ့တကူကကျွန်တော်ကျွန်တော်တို့ကကွန်ပျူတာကကျတော့ဒါအခုရဲ့ကျွန်တော်ရဲ့ background ကိုထားလိုက်တာပါ background ကိုထားလို့ရတယ်လို့ပဲကျွန်တော်ကွန်ပျူတာကို power ပိတ်တဲ့ဖွင့်တဲ့အခါမှာကျွန်တော်မြင်ရတဲ့ lock screen ဆိုတဲ့နေရာလေးမှာလည်းပဲ lock screen မှာမြင်ရတဲ့ပုံလေးကိုလည်းကျွန်တော်ကချိန်လို့ရပါတယ်အဲ lock screen ပုံလေးကိုကျွန်တော်ချိန်နေတဲ့ဆိုရင်လည်းပဲအခုလိုပါပဲ mouse ကနေ right click နေပါတယ်ပြီးတော့ကျွန်တော် personalize ကိုတွန်းလိုက်ပါတယ် ။အဲမှာ personalization နဲ့ရောက်တဲ့အခါမှာကျွန်တော်ဒီအောက်လေးကိုနည်းနည်းသွားလိုက်တဲ့အခါမှာ loss of grain ဆိုတာလေးရှိပါတယ်။သူ့တစ်ချက်ကလေးနိုင်လိုက်ပါမယ်။ဒီတစ်ခါမှာသူဒီထဲရောက်သွားပြီဆိုတာနဲ့ကျွန်တော်ဒီအောက်လေးမှာ personalize ကြွား loss of grain ဆိုတာလေးရှိတယ်။အဲ့ပေါ့စ်ကြီးရဲ့များလေးကိုကျွန်တော်နေကြည့်တဲ့အခါမှာဒီမှာလေးရွေးပြလေးတွေရှိရဲ့ပေါ့နော် Windows Spotlight Windows မှာဆိုင်ကပါပီးထားပုံလေးထားမလား picture ကိုနေတဲ့တဲ့ပုံလေးထားမလား slide show တပုံတပုံမိတပုံပြပြီးတော့ထားမလားကိုကြိုက်တဲ့ဟာကိုထားလို့ရတယ်ပေါ့နော် ကျွန်တော်ကတော့ဒီမှာနမူနာအနေနဲ့ Windows Spotlight လေးကိုပဲယူထားပါတယ်။အဲ့တော့ကျွန်တော်ပိတ်တဲ့ဖုန်းထဲကမှဒီလိုလေးနဲ့ပြနေမှာဖြစ်ပါတယ်ပေါ့။ဟုတ်ပြီဒါလေးကိုကိုယ်သဘောကျတဲ့ဒီတိုင်းလေးပဲထားထားလို့ရပါတယ်။ဒီလိုက picture တွေပြီးတော့ slide show တွေသဘောကျတယ်ဆိုရင်တော့ရှင်းမှာကျွန်တော်ပြောခဲ့တဲ့ background မှာထားတာနဲ့အတူတူပါပဲ။လိုက်ပြီးတော့မှကိုယ်နဲ့တက်တာနဲ့ထားလိုက်လို့ရပါတယ်။ဟုတ်ပြီဒါတော့ကျွန်တော်ဒီတိုင်းမျိုးထားလိုက်ပြီးတော့မှဖိတ်လိုက်ပါမယ်။ဒါကျွန်တော်တို့ကွန်ပျူတာလေးရဲ့ background လေးတွေဒီ lock screen ကိုဘယ်လိုမျိုးထားရမလဲဆိုတာလေးပဲဖြစ်ပါတယ်ပေါ့နော် အဲ့ဆိုတော့ကျွန်တော်ရုပ်ကိုသင်္ကန်းသားလေးမှာကွန်ပျူတာရုပ်ကိုမှစတင်ပြီးတော့လေ့လာနေတဲ့သူတွေအတွက်ကျွန်တော်အခြေခံသင်္ကန်းသားလေးတခုကိုသင်ကြားပေးခဲ့တာဖြစ်ပါတယ်ဒီသင်္ကန်းသားလေးကမက်ဆူရီရဲ့လုပ်ငန်းခွင်အတွက်ကြိုးရှိနေမယ်လို့ယုံကြည်ပါတယ်သင်္ကန်းသားလေးကကြိုးရှိတယ်ဆိုရင်ဗီဒီယိုလေးကို like လေးနဲ့ခက်ပေးပါ comment လေးမှာလည်း yes လို့ရေးခက်ပေးပါကျွန်တော် YouTube channel လေးကိုလည်း subscribe လေးလုပ်ခက်ပေးပါခင်ဗျာအခုလိုမျိုးကွန်ပျူတာကိုအခြေခံကနေစတင်ပြီးတော့မှလုပ်ငန်းခွင်အတွက်စတင်ကြတဲ့ကြွမ်းကျင်သားတစ်ယောက်ချင်နေဆိုရင်တော့ကျွန်တော်ရဲ့ computer business online class တွေနဲ့ computer business 101 class တွေကိုတက်ရောက်နိုင်ပါတယ် တင်နေလေးတွေကိုတရားချင်နေဆိုရင်တော့ဒီဗီဒီယိုလေးရဲ့ပုံမှန်ပါတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်လို့ရပါတယ်။အဲဒီဖုန်းနံပါတ်လေးရဲ့ Viber နဲ့ Telegram Channel တို့မှာလည်းတင်နေလို့ရပါတယ်။ Daily Dose Community ဘာဟမ်းနဲ့ဆိုတဲ့ Facebook Page Messenger မှာလည်းတင်နေလို့ရပါတယ်ခင်ဗျာ။ဒီသင်ခန်းစာလေးမှာနားမလည်တာမရှင်းလားရှင်းမယ်ဆိုရင် comment လေးမှာပြေခိုင်းနိုင်ပါတယ်။ကျွန်တော်ပြင်ပြီးတော့ဖြေချပေးသွားပါမယ်။နောက်တင်ကြားသိချင်တဲ့သင်ခန်းစာလေးတွေသိချင်တဲ့မျိုးကွန်လေးတွေရှိမယ်ဆိုရင် comment လေးမှာရေးခဲ့ပေးပါ။ကျွန်တော်ပြင်ပြီးတော့ဖြေချပေးသွားပါမယ်။ဒါပြည့်စုံတဲ့နေ့ရက်လေးကိုမျှဝေထောက်ထားပါစေနဲ့ညပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။